ဟယ်လိုမင်္ဂလာပါရှင်။တာရော့ဘန်စတန်အင်ကွာရီမှာပြန်လည်ကြိုဆိုပါရစေ။ဒီကနေ့ကြည့်ပေးမယ့်ရီတင်လေးရတော့ဒီ match လာပေါ့နော်။ဒီကနေ့က9ရက်ဆိုတော့ကြာကြံတဲ့ရှင်းရနေရနေပြီးတော့31ရက်နေ့ထိပေါ့နော်။မိမိရဲ့ဒီ left line မှာဘလို့အပြောင်းလဲလေးတွေအခြေအနေလေးတွေတွေ့ကြုံရဖို့ရှိလဲဆိုပြီးတော့ဟော short တွေလေးကြည့်ပြီးတော့မှာဖြစ်ပါတယ်။ဒီမှာ group 1 group 2ပေါ့နော်။ group လေးနှစ်ခုရှိပါတယ်။မိမိကြံနှစ်တရာ group တစ်ခုကိုရေးပြီးတော့အခြေလေးကိုနားထောင်ကြည့်လို့ရပါလိမ့်ရှင်။ ါဆိုလို့ရှိရင်ဒီ glue one လေးကနေစပြီးတော့ကြည့်လိုက်မယ်နော် glue one တမားလေးတွေအနေနဲ့ဒီ channel mesh လာရှင်းတဲ့နေရာနေပြီးတော့ပေါ့နော်32ရက်နေ့ဒီမှာပေါ့နော်ဒီအခြေအနေပတ်သက်ပြောမှာဘလို့အခြေအနေလေးတွေပြောင်းလဲလေးတွေဒီလိုရတဲ့အနေထားလေးတွေဗာလေးတွေတွေ့ရဖို့ရှိတဲ့ဒိုးလေးကြည့်ပြီးမှဖြစ်ပါတယ်ရှင်။အားကြတော့အခုဒီ အချိန်တက်မှတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ timeless ဖြစ်နေတော့မဟုတ်ဘူးပေါ့နော်ဒီ၃လပိုင်းနောက်ဆုံး32ရက်နေ့ဒီပဲကျုံးမှာဖြစ်ပါတယ်။အဲဒါစတင်ပြီးတော့ကြည့်လိုက်မယ်နော်။လူဝမ်းလေးတွေဝေးထားတဲ့သူလေးတွေနဲ့အချင်းကြီးနေအချင်းကြီးမှာပေါ့နော်။ဒီဒီ၃လပိုင်းတည်းမှာဘလို့နေထားလေးတွေကျုံးအောင်ရှိတယ်ကြည့်လိုက်ပါမယ်။အမှန်တော့ကြာလာတဲ့ကတ်ကတော့ the strength ဆိုတဲ့ကတ်လေးကိုကြားရပေါ့နော်။ဒီ strength ဆိုတဲ့ကတ်လေးကိုကြည့်လိုက်တော့ကြာတော့လေဟို ဒီ RS ရှိတဲ့သူလေးတွေနေနဲ့တရားနဲ့တရားကြာမှာပေးယူမြမြတာတာနဲ့ဆက်ပြီးတော့မှသွားနိုင်မဲ့အနေအထားမျိုးလေးတွေတွေ့ရတယ်ပေါ့နော်တကယ်လို့ပေါ့နော်သူနဲ့ကိုယ်နဲ့ကြာမှာပဲဖြစ်ဖြစ်တူတစ်ဖက်ဖက်ကပဲဖြစ်ဖြစ်အတိတ်မှာ ကိုယ့်ရဲ့ trauma လေးတွေပေါ့နော်နာကျင်စရာတွေတန်ရာတွေရှိခဲ့တယ်ဆိုလို့ရှင်ဒါမှအဲ့ဒီအရာတွေကအကုန်လုံးပြောင်းကင်းသွားပြီးတော့အခုဒီလက်ရှိချိန်မှာကိုယ်နေနေပေါ့နော်အဲ့လိုနာကျင်မှုတွေမရှိတော့ဘူးဆိုတဲ့အနေထားမျိုးလေးအတိတ်မှာဖြစ်ခဲ့တဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ကိုယ်မှာနာကျင်စရာတွေဘယ်လိုမျိုးစိတ်အဆင်မပြေစရာတွေပေါ့နော်အဲ့လိုအရာတွေမရှိတော့ဘူးအခုလက်ရှိအနေထားမှာပြန်လည်နားလည်မှုရှိရှိနဲ့ဆက်သွားနေတဲ့အနေထားမျိုးလေးတွေ့ရပါတယ်ရှင် this was one ဒီ group 1လေးတို့ရေးထားတဲ့သူလေးတွေအနေနဲ့ကခုလက်ရှိကိုကိုတွဲနေတဲ့သူနဲ့ပေါ့နော်80ပြီးတော့လည်းဒီလိုမျိုးအနေထားလေးနဲ့ဆက်ပြီးတော့ပတ်သက်နေအောင်မယ်သူနဲ့ကိုယ်နဲ့ပြည်ပြည်လည်လည်လေးရှိတယ်ဆိုလို့ရှိရင်လည်းဆက်ပြီးတော့မှအဲ့လိုပြောပြောရှင်းရှင်းလေးပဲထပ်သွားရအောင်မယ်အနေထားမျိုးလေးတွေရှိရပေါ့နော်အဲ့တော့ဆော့ တကယ်လို့ကို့မှာလေအရင်တုန်းကနာကျင်စရာတွေရှိခဲ့တယ်ဆိုလို့ရှိရင်ဒါမှပိုပြီးဘလို့ကောင်းနေထိုင်ရမလဲဘလို့ဆက်သွားလို့ရှိရင်အဆင်ပြေနိုင်လဲဆိုပြီးတော့မှကိုကိုကို healing လုပ်နေတဲ့အနေအထားမျိုးလေးတွေ့ရတယ်ပေါ့နော်နာကျင်မှုတွေကိုကိုကအများကြီးခံစားပြီးသွားပြီးဒီထက်ပိုပြလဲနာကျင်စရာတွေမရှိနိုင်တော့ဘူးပေါ့နော်ဘလို့အခြေအနေမျိုးတွေပဲလာလာကို့အတွက်ကဘာမှမမှုနိုင်တော့ဘူးပေါ့နော်မမှုတော့ဘူးပေါ့နာကျင်တဲ့ပုံစံနဲ့လာပါစေဘလို့အခြေအနေမျိုးမှာဖြစ်ဖြစ်ကိုကရင်ဆိုင်နိုင်တဲ့အနေအထားမျိုးလေးနဲ့ဟိုရှေ့ဆက်ပြီးတော့ကိုဘလို့အခြေအနေမျိုးမှာပဲရှိနေပါစေပေါ့နော် ဟိုကိုဘွားကိုနောက်တစ်ခါပြန်လဲပြီးတော့မှအစ်စ်ကနေပြန်လဲစတင်မှုအတွက်ဟိုစင်သစ်ဖြစ်နေတဲ့ပုံစံမျိုးလေးပေါ့နော်အနာကျင်မှုတွေအကုန်အဆုံးတတ်သွားတဲ့ပုံစံမျိုးလေးတော့ဒီမှာအများကြီးတွေ့ရတယ်ပေါ့နော်တကယ်လို့ဟိုဒီ rating ကိုကြည့်နေတဲ့သူလေးတွေထဲမှာအခုလက်ရှိဟိုကိုက single ပေါ့နော် crash ရှိနေတဲ့သူပဲဖြစ်ဖြစ် RS မရှိဘူးဆိုလို့ရှိရင်ဒါမှကိုယ်အနေနဲ့အနာကျင်စရာတွေကအဆုံးတတ်သွားတဲ့အနေအထားမျိုးလေးတစ်ဖြည်းဖြည်းချင်းနဲ့ကိုယ့်ရဲ့အရင်တုန်းကအတိတ်က trauma တွေကိုအဆုံးတတ်ပြီးတော့မှကိုယ်စိတ်ကို healing လုပ်ပြီးတော့မှဆက်သွားမယ့်ပုံစံမျိုးလေးအများကြီးတွေ့ရပါတယ် high prices ကိုတွေ့ရတဲ့အကြောင်းမလို့လေခုနပြောသလိုပဲပေါ့နော်ကိုကနာကျင်မှုတွေအဆုံးသတ်သွားပြီးတော့ကိုစိတ်ကိုဘလိုလေးနေထိုင်မယ်ဆိုလို့ရှိရင်တော့ကိုကအေးချာချာလေးနဲ့နေနိုင်မလဲဆိုတာကို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 ရှာဖွေနေတာမျိုးလေးနာကျင်မှုတွေကိုထပ်ပြီးမခံစားတော့ဘူးပေါ့နော်ကိုကိုကိုအဆင်ပြေဖို့ပဲကြိုးစားပြီးတော့နေထိုင်မယ်အနေထားမျိုးလေးလည်းဒီမှာတွေ့ရတယ်ပေါ့နော်ဒါလေးတွေကဒီဒါကတော့ single လေးတွေပဲဖြစ်ဖြစ် တကယ်လို့ကိုကအတိတ်ကသူကြောင့်မလို့ပေါ့နာကျင်နာကျင်ခဲ့ရတဲ့အခြေအနေလေးတွေရှိခဲ့တယ်ဆိုရင်ဒါမှအခုဒီ၃လပိုင်းအတွင်းမှာပေါ့နော်ဒီ match အတွင်းမှာကိုစိတ်ကပြန်ပြီးတော့ healing ဖြစ်နိုင်တာမျိုးလေးတွေမကောင်းတာတွေကိုနာကျင်စရာတွေကိုဟိုမလှပတဲ့အရာတွေကိုကိုမခံစားတော့ဘူးပေါ့နော်ကိုစိတ်ကိုပဲအဆင်ပြေအောင်အေးချမ်းအောင်နေတော့မယ်ဆိုတဲ့ပုံစံမျိုးလေးဒီမှာအများကြီးတွေ့ရပါတယ်ရှင်အဲ့တဟမေဆိုတဲ့ကတ်ကိုတွေ့ရတဲ့အတွက်ကြောင့်မလို့ကိုနေနေရ အခန်းတလေးမှာတော့ကိုတယောက်တည်းလုံးလေးဖြစ်နေတာမျိုးလေးတွေဟိုအထီးကျန်တာမျိုးလေးတွေတွေ့ရတဲ့ဆိုရင်မကောကဒီခြေနေကြီးကိုကြက်ကြက်ခံရင်ဆိုင်ပြီးတော့မှရှစ်ဆက်သွားနေတာမျိုးလေးပေါ့နော်အရှုံးမပေးဘဲနဲ့ဒီကိုရဲ့ဒဏ်ရာတွေဘလောက်ပဲရှိခဲ့ပါစေကိုဘွားကိုအရှုံးမပေးဘူးကိုလမ်းကိုဆက်ရှောင်မယ်ပေါ့နော်ကိုဘွားအတွက်ကိုကကိုကိုစိတ်ကိုပဲအေဂျင့်အောင်နေတော့မယ်ဆိုရယ်စိတ်တွေစိတ်လေးတွေနဲ့ဒီသုံးလပိုင်းနဲ့မှာအဲ့လိုပုံစံမျိုးလေးသွားနေမယ်အနေထားမျိုးလေးတွေတွေ့ရတယ်ပေါ့နော် နော်ဆိုလို့ရှိရင်လည်း Seven of Swords နဲ့ The Magician ကိုကြားတဲ့အတွက်ကြောင့်မလို့ကိုကဘလို့ပဲဖြစ်ဖြစ်အတိတ်ကိုပြန်မသွားတော့ဘူးရှေ့ရှေ့ရှာကိုရဲ့စိတ်ကိုအကောင်းဆုံးဖြစ်စေမယ့်အရာတွေကိုပဲဖန်တီးတော့မယ်ကိုဘွားရဲ့ပျော်ရွှင်မှုတွေအလောက်ကန်နေငွေကြီးတွေအဲ့ဒီအရာတွေကိုပဲအယုံဆိုင်တော့မယ်အနေထားမျိုးလေးတွေပေါ့ဒါကတော့အခုဒီ group ရွေးထားတဲ့သူလေးတွေအနေနဲ့ကလက်ရှိ single လေးတွေဆိုလို့ရှိရင်တော့ဒီပုံစံတိုင်းလေးပဲဆက်ပြီးတော့ပေါင်းမယ်ပေါ့နော်တကယ်လို့ RS ရှိတဲ့သူတွေ crush ရှိတဲ့သူလေးတွေဆိုလို့ရှိရင်ကကြတော့အဲ့ဒီသူနဲ့ကိုယ်နဲ့ကြာမှာပြေးယူမြန်မြန်တာတာနဲ့ဆက်ပြီးတော့မှ သွားနေမဲ့အနေထားမျိုးလေးတွေအေးချာချာနဲ့ပဲဒီနှစ်ယောက်သားကြမှာဘာမှပြဿနာကြီးကြီးမားမားမရှိဘဲနဲ့တကယ်လို့အတိတ်မှာရှိခဲ့တယ်ဆိုလို့ရှင်ဒါမှဒီ၃လပိုင်းထဲမှာအနေထားလေးတွေကကိုမတင်ထားလောက်အောင်ပြောင်းလဲသွားတာမျိုးလေးတွေသူ့ဘက်ကနေပဲဖြစ်ဖြစ်ကိုဘက်ကနေပဲဖြစ်ဖြစ်ပေါ့နော်အနေထားတွေကိုမမျှော်လင့်ထားတဲ့ပုံစံမျိုးလေးတွေကိုစီကိုကိုရင်ဆိုင်ရမှာမျိုးလေးတွေပြောင်းလဲလေးတွေရှိနေတဲ့ပုံစံမျိုးလေးတွေဒီမှာအများကြီးတွေ့ရပါတယ်ရှင်ဒါလေးကတော့ group 1လေးအတွက်ကြီးပေးထားတာပဲဖြစ်ပါတယ်အဲဆိုလို့ရှင် group 2လေးစီကိုသွားလိုက်ကြမယ်နော် ဒီဂရုလေးကိုရေးထားတဲ့သူလေးတွေအတွက်ကြည့်ပေးပါမယ်။ဒီဂရုတို့ရေးထားတဲ့သူလေးတွေအနေနဲ့ဒီမက်ဆာကြံတဲ့ရက်လေးတွေတွင်မှာပေါ့နော်။ဒီကိုရက် left line မှာဘလို့အပြောင်းလဲလေးတွေအခြေအနေလေးတွေတွေ့ကြုံရမလဲပေါ့နော်။ကိုမမျောနေထားတဲ့အနေထားလေးတွေရှိလားမလား။ဒီအခြေအနေလေးတွေတွေ့ရမလဲဆိုတာလေးကိုတို့လေးကြည့်။ short video လေးကြည့်ပေးပါမယ်ဖြစ်ပါတယ်။ကျောင်းတွေတင်ဖြစ်တဲ့အတွက်ကြောင့်မလို့အများကြီးတော့မပြောတော့ဘူးပေါ့နော် လိုရင်းနဲ့လိုလိုတုတ်တုတ်လေးပဲရေးကြီးတဲ့အရာလေးတွေကိုပဲပြောသွားမှာပဲဖြစ်ပါတယ်ဒီမှာက seven of cups seven of cups ကိုကြားတော့အတက်ကြောင်းမို့လို့ပေါ့နော်ဒီ group 2ကိုရင်းနေတဲ့သူလေးတွေအနေနဲ့ကကိုကတကယ်လို့ RS မရှိသေးဘူးပေါ့နော် crash ညာရှိနေတာပဲဖြစ်ဖြစ်ကိုက single ဆိုလို့ရှိရင်လက်ရှိဒီအောင် official တွဲနေတာမျိုးမဟုတ်ဘူးဆိုလို့ရှိရင်ကိုမာယူချစ်စရာလေးတွေရှိနေတာမျိုးဟိုသဘောကျနေရဲ့သူက တရားမဟုတ်ဘောเนาะတရားမကဘူးဘောเนาะအဲ့လိုမျိုးတရားမကရှိနေတာမျိုးလေအနေထားမျိုးလေးလည်းဖြစ်နိုင်တယ်လို့ဟိုကိုသဘောကျနေတဲ့သူဘက်ကလည်းသူ့မှာကို့အပြင်ဘောเนาะနောက်ထပ်ရွေးချယ်စရာရှိနေတာမျိုးလေးတွေဒီမှာတွေ့ရတယ်ဘောเนาะဒီကလေးရတော့ပြလို့မအဆင်မပြေတဲ့အတကြောင်မှဒါမျိုးလေးပြလိုက်မယ်သီရောပန်တကယ် ဒီတော့ပန်တကယ်ရေပြီးတော့ဆွတ်ခဏလေးဒါလေးကြည့်လိုက်နော်ဒီကူတို့ရေးထားတဲ့သူလေးတွေမှာကသူ့ဘက်ကပဲဖြစ်စီကိုယ့်ဘက်ကပဲဖြစ်စီပေါ့နော်တကယ်လို့ RSE ရှိနေတဲ့သူလေးတွေဆိုလို့ရှိရင်နောက်ကဟိုဘောနောတခြားစိတ်ဝင်စားစရာပတ်သက်နေတဲ့သူတယောက်ယောက်ရှိနေတာမျိုးလေးဒီမှာတွေ့ရပါတယ်ရှင်အဲ့လိုမျိုးတစ်ဖက်မှာအဲ့လိုဘောနောကိုယ့်အပြင်တစ်ဖက်ပတ်သက်နေတဲ့သူရှိတယ်ဆိုလို့ရှိရင် ကိုကမသိတဲ့ပုံစံမျိုးတော့မဟုတ်ဘူးကိုဘက်ကနည်းနည်းလေးရင်းမိနိုင်တာမျိုးပေါ့နော်ဒါမှလည်းကိုကဒီလိုလက်မလုံနိုင်တာမျိုးသူကအဲ့လိုမျိုးနောက်ထပ်ကို့မှာကို့အပြင်နောက်ထပ်သူ့မှာရှိနေတယ်ဆိုတာကိုသိပေမဲ့ကိုကသူ့ကိုမစွန့်လွတ်နိုင်တာမျိုးဒီလိုပဲစိတ်ထဲကနေပြီးတော့မှထုတ်မရတာမျိုးလေးဒီမှာတွေ့ရတယ်ပေါ့နော်တို့ပန်တကယ်ဟုတ်တယ်ဒီမှာလေဒီ group မှာရွေးထားတဲ့သူအားလေ group group ရွေးထားတဲ့သူလေးတွေကဒီကြည့်နေတဲ့သူလေးတွေရပဲဖြစ်ဖြစ်ကိုသူ့ရဲ့တစ်ဖက်သူအားပဲဖြစ်ဖြစ်ပေါ့နော် နှစ်ယောက်ပြိုင်ပြီးတော့မှသူနဲ့ကိုနဲ့ကိုရှင်ပြီးရွေးနေတာမျိုးပဲဖြစ်ဖြစ်သူနဲ့သူ့မှာဘောနော်ကိုကပဲဖြစ်ဖြစ်သူကပဲဖြစ်ဖြစ်ပေါ့နော်နှစ်ယောက်ရှိနေတဲ့အနေဒါလူတွေတွေ့ရတယ်ပေါ့နော်လက်ရှိမှာကိုပြင်နောက်ထပ်တယောက်ရှိနေတာမျိုးသူ့မှာဒါမှမဟုတ်ရှင်ကိုကမဟုတ်ဘူးဆိုရင်သူ့မှာရှိနေတာမျိုးလေးပေါ့နော်အသက်တစ်ခုစတင်နေတာမျိုးတကယ်လို့ဟိုဒီ group ကြီးနေတဲ့သူလေးအနေနဲ့အရင်ကအခြေအနေတွေကိုအဲ့လိုမျိုးဖြစ်ခဲ့ပြီးတော့မှနောက်ထပ်တယောက်ကိုထပ်ပြီးတော့မှ အသစ်တဖန်ပြန်ပြီးတော့မှနောက်ထပ်လူတရားကိုရွေးချယ်ချင်တာမျိုးလေးလက်တွေ့ရတယ်။ဒါပေမဲ့တကယ်တကယ်မှာကြာဒီလူကိုမဆွလွန်နိုင်တာမျိုးပေါ့နော်။ဒီလူကိုစိတ်ထဲကနေပြီးတော့မှထုတ်မရတာမျိုးဒီလူဆွလွန်နိုင်လို့ရှိရင်ကတော့ကို့မှာနောက်ထပ်အသစ်တစ်ခုကိုရွေးချယ်စရာရှိနေခဲ့တယ်ဆိုလို့ရှိရင်တော့မှနောက်ထပ်လူကိုမရွေးချယ်နိုင်မယ်နဲ့ကို့ကဒီလူပေါ်မှာစိတ်တွေမပြတ်တာမျိုးကိုရင်းနေရနေပြီးတော့မှထုတ်မရတာမျိုးတခြားအသစ်တရားကိုစိတ်ကူးလို့မရတာမျိုးလေးတွေ့ရတယ်ပေါ့နော်။တကယ်လို့အသစ်ပြန်စားမယ်ဆိုလို့ရှိရင်တော့မှတချို့ရှိနေတဲ့သူလေးတွေထဲမှာဆိုလို့ရှိရင်ဒီ ဒီလိုကမကောင်းဘူးဆိုတာသိရတဲ့နဲ့တခြားတရားကိုရွေးချယ်လို့ရတယ်ပြောချင်တာကို့မှာတခြားတရားရွေးချယ်စရာရှိနေခဲ့တယ်ဆိုရင်ဒါမှတခြားတရားကိုရွေးချယ်ဖို့ကိုကမလုံနိုင်ဘူးကိုကဒီလူကိုရှင်နေရနေပြီးတော့မှတော်တော်လေးကိုဆွဆွလန်းလန်းနေပေါ့နော်ဒီလူကိုချစ်ခင်မြန်နိုးနေတဲ့အတွက်ကြောင့်မို့လို့ကိုကနည်းနည်းလေးတော့နာကျင်နေရမယ်အစ်တတစ်ခုကိုစတင်ဖို့လည်းခရင်နေတာမျိုးလေးတွေ့ရတယ်ပေါ့နော်ဟိုမြန်လေးတန်းတော့ဆွဆွလို့လေ တော်တော်ကိုပါကိုကပင်မနေရနာကျင်နေရတဲ့အနေအထားမျိုးလေးတွေ့ရတယ်တစ်ဖက်လူကလားဒါမှမဟုတ်ရှင်အခုကြည့်နေတဲ့သူလေးတွေဒီကလူတို့ရွေးထားတဲ့သူလေးတွေအနေနဲ့ရလားတော့မသိဘူးပေါ့နော်တော်တော်လေးကိုနန်းနန်းချင်ချင်လေးဖြစ်နေရတယ်အနေအထားမျိုးလေးဒီမှာတွေ့နေရတယ်ကိုကသူနဲ့ပတ်သက်ပြီးတော့နာကျင်နာတွေတန်းရတွေတော်တော်လေးကိုခံစားနေရတဲ့အနေအထားမျိုးလေးတွေတွေ့ရတယ်ပေါ့နော်ခုမှမဟုတ်ဘူးဖြစ်နေတဲ့ပုံစံမျိုးလေးကနည်းနည်းလေးကြာပြီလို့ဆိုရမလို့ပဲပေါ့နော်ဒီကလူတို့ရွေးထားတဲ့သူလေးတွေအနေနဲ့ချို့သူလူတွေအနေနဲ့ကကြတော့ဟို အစ်တတခုစတင်မှုအတွက်ပြင်ဆင်နေတာမျိုးပေါ့နော်ဒီလူကိုကိုကမကောင်းမှန်းသိရတဲ့အတွက်ကြောင့်မလို့ဒီလူကိုဆွန့်လွတ်ပြီးတော့မှတခြားတရားကိုရွေးချယ်ရင်ကောင်းမလားဆိုပြီးစဉ်းစားနေတဲ့လူတွေလည်းပါလိမ့်မယ်ထင်တယ်ဒီခုမှလေကိုရင်းနဲ့မှတော့သူ့ကိုမေ့မရဘူးကိုသူ့ချစ်နေချစ်နေတော့မယ်အခုချိန်ထိပေါ့နော်ဒါပေမဲ့တခြားရွေးချယ်စရာရှိနေတဲ့အတွက်ကြောင့်မလို့နှစ်ခုရှင်ပြီးစဉ်းစားနေတာမျိုးလေးလည်းဒီမှာတွေ့ရတယ်ပေါ့နော် တယ်လို့ဒီမှာလက်ရှိကိုကတွဲနေတဲ့သူရှိတယ်ဆိုလို့ရှိရင်အတွဲနေတဲ့သူပြင်ကိုမှဒီလူကမကောင်းမှန်းသိလို့ပဲဖြစ်ဖြစ်ပေါ့နော်တခြားသူ့ထယ်ကောင်းတဲ့သူရွေးချယ်ဖို့ပဲဖြစ်ဖြစ်အဲ့လိုမျိုးအနေထားမျိုးလေးတွေရှိလာဖို့ဒီလအတွဲမှာတွဲရတယ်ပေါ့နော် nine or cast အစ်စကန် choice ကိုပေါ့နော်ကိုနောက်ထပ်လူတရားကိုတကယ်လို့ဒီလူကကိုကိုပေါ်မှာမကောင်းမင်းသေးရတဲ့ကိုကဆက်တွဲနေရဆိုလို့ရှိရင်အဲ့ဒီလိုမျိုးညာချင်းမှုတွေကိုခံစားရမယ်ပေါ့နော်ဒီလူကိုဆွတ်လို့ပြီးတော့ကိုကကောင်းတဲ့ ကိုယ့်ပေါ်ကောင်းပြီးတခြားတရားကိုရေးချက်မယ်ဆိုလို့ရှိရင်တော့ကိုယ်ကကျင်းနေရမယ့်အနေအထားမျိုးလေးတွေဟိုပျော်ရွှင်ရမယ့်အနေအထားမျိုးလေးပေါ့နော်ဒီလိုလိုချိန်လိုက်တဲ့အတွက်ကိုယ်မှာစိတ်ချမ်းသာတာမျိုးစိတ်ချမ်းသာရမယ့်အနေအထားမျိုးလေးတွေဒီသူနဲ့ပတ်သက်ပြီးတော့မှပျော်ရွှင်ရမယ့်အနေအထားမျိုးလေးပေါ့နော်သူနဲ့ဆိုလို့ရှိရင်ကတော့နားကျင်စရာတွေမရှိနိုင်လေဆိုတာကိုယ်စိတ်ကသိနေတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့ဒါပေမဲ့ရှင်တွေကထုတ်မရတာမျိုးလေးလည်းဖြစ်နိုင်တယ်တချို့သူလေးတွေအတွက်ကကြတော့နိုင်တော့ဆိုဆို တော်တော်များများကတော့ဒီနောက်ထပ်လူတယောက်နဲ့ပတ်သက်ပြီးတော့မှာဗောနော်စမ်းသားတွေတော်တော်လေးပြင်းပြနေတဲ့အနေအထားမျိုးတွေတွေ့ရတယ်အစ်စ်ကလူပေါ်မှာကိုကဘလူးမတ်ဆက်ပြီးတော့မှာလက်သက်မခံနိုင်တာမျိုးပဲဖြစ်ဖြစ်ဗောနော်သူနဲ့ပတ်သက်ပြီးတော့ကိုရဲ့နာကျင်မှုကိုဆက်ပြီးတော့မလို့ကျွန်တော်လို့မို့တခြား option တစ်ခုကိုကိုကစဉ်းစားလိုက်တော့မယ်ဆိုပြီးတော့ရွေးချယ်လိုက်တော့မယ်ဆိုပြီးတော့တော်တော်လေးကိုမှာအဲ့ဒီဒုတိယဗောနော်ရွေးချယ်ရမယ့်အရာပေါ်မှာဆရာထက်တန်နေတဲ့အရာမျိုးလေးလည်းတွေ့ရတယ်အဲ့တစ်ဖက်သူကလည်းကိုနဲ့ပတ်သက်ပြီးတော့မှာတော်တော်လေးကိုကိုစီကိုပေါ်မှာဗောနော် နှစ်ချိုင်နေတဲ့အနေအထားသဘောတရားမျိုးလေးတွေကိုကိုတော်တော်သဘောကျနေတာမျိုးကိုကိုတော်တော်လေးကိုအသေးအတန်လိုက်ပြီးတော့ကိုချစ်ချင်းမေတ္တာတွေကိုရရှိဖို့အတွက်စူးစမ်းနေတာမျိုးလေးတွေတချို့လူတွေတွေ့ရတယ်ပေါ့နော်ဒီကူတို့ရေးထားတဲ့သူလေးတွေအနေနဲ့ကတော့ဒူတို့ရေးထားတဲ့သူတွေအနေနဲ့ကကိုကပဲဖြစ်စီပေါ့နော်ကိုရဲ့တစ်ဖက်လူကပဲဖြစ်စီရွေးချယ်စရာလေးတွေရှိနေရမျိုးလေးတွေရှိတယ်လက်ရှိမှာတချို့ကကြာတာနှစ်ယောက်ပြိုင်ပြီးတော့မှဟိုမကောင်းတဲ့သူပေါ်မှာလည်းမစွန့်လွတ်နိုင်ဘူးပေါ့နော်ဒုတိယလူပေါ်မှာလည်းရွေးချယ်ရမှာလို့လို့မရွေးချယ်ရမှာလို့လည်းအဲ့လိုမျိုးဒုက္ခဖြစ်နေတာမျိုးလေးတွေတချို့ လူတွေအတွက်ကကြလူနေစုအတွက်ကကြတော့အဲဒီဒုတိယ option တစ်တခုကိုစတင်ဖို့အတွက်ခြေလှမ်းပြင်နေတာမျိုးတခြားအတိတ်ကဒဏ်ရာတွေကိုထားခဲ့ပြီးတော့ဒုတိယကိုအတွက်ရွေးချယ်စရာအခွင့်အလမ်းတစ်ခုပေါ့နော်အခွင့်အရေးတစ်ခုကိုအမိရဆုတ်ကင်ပြီးတော့မှအဲ့အရာပေါ်မှာကျင်းနေရမယ့်အနေအထားမျိုးလေးတွေအဲ့ဒုတိယ option ကိုရွေးချယ်ဖြစ်တဲ့အနေအထားမျိုးလေးတွေလည်းဒီမှာတွေ့ရပါတယ်ရှင်ဒီစုပါဒါလေးရတော့ group 2ကိုရွေးချယ်ရွေးချယ်ထားတဲ့သူလေးတွေအတွက်ကြည့်ပေးထားတာပဲဖြစ်ပါလိမ့်ရှင်အားလုံးပဲအစီအစဉ်တရားကြပါစေရှင်ချင်းမြတ်တိုင်းနဲ့ပတ်သက်ပြီးတော့လည်း ကိုရှိရတဲ့သူတွေနဲ့တို့အဆင်ပြေကြပါစေအဆုံးတိတ်ကြီးပြေကြရတော့လေကျေးဇူးများတင်ပါတယ်ရှင်ကျေးဇူးများတင်ပါတယ်ဘိုင်ဘိုင်